မင်္ဂလာပါဒီစမိုလေးတွေကို dictionary မှာမြင်မှုကြရဟုတ်ဆိုတော့ဒီစမိုလေးတွေကဘာလဲ So ဒီ simple လေးတွေကိုမသိဘူးဆိုလို့ရှိရင်เนาะကျွန်ရဲ့ဒီ video ကိုအဆုံးထိကြည့်ဖို့လိုအပ်ပါတယ်။ Okay, let's go. ဒီ simple လေးတွေကဘာလဲ?ဒီ simple လေးတွေကို IPA လို့ခေါ်ပါတယ်။ International Phonetic Alphabet ဆိုခေါ်ပါတယ်။ဆိုတော့ဒီ simple တွေတိတော့ဘာလုပ်လို့ရမှာလဲ။ Okay, ဆိုတော့ကိုကဒီ simple တွေကိုလုံးဝဖတ်တတ်တဲ့အခါမှာကျွန်ရဲ့ဒီကိုယ့်ရဲ့အတန်က လုံးဝ clear ဖြစ်ပြီးရော အရန်ကိုမိုက်သွားပါလိမ့်မယ်။ဥပမာပုံမှန်ဆိုလို့ရှိရင်အတန်တစ်ခုတိဖို့အတွက်ကို word များတော့တော့မေ့ရတယ်ဟုတ်ဆိုတော့ဒီဆင်မိုရီတဲ့အခါမှာဒီဆင်မိုတလုံးချင်းစီကိုဖတ်တဲ့အခါမှာသူများကိုတွားပြီးရောမင်းနေစီရလဲမလို့လို့ dictionary နားထောင်ရင်တော့မှ dictionary တွေကအတန်ကတခါလေကျရင်ကိုယ့်ရဲ့ကိုယ်ချိုင်းအတန်ကိုပြန်ထွက်တာဖြစ်တဲ့အတွက်ကိုယ့်အတန်ကမားကောင်းမားနိုင်လိမ့်မယ်ဆိုတော့အဲ့လိုမျိုးမမားရအောင်ကိုယ့်ရဲ့အတန်ကလည်းလုံးဝရှင်းထွက်ပြီးရောအရင်မိုက်နေအောင်လို့ဒီဆင်မိုရီကိုသိထားဖို့လိုအပ်ပါတယ် okay ဆိုတော့ဒီဆင်မိုကအသုံးဝင်ဝင်ဆိုတာကိုလက်တွဲကြည့်ကြည့်အောင်ပထမဆုံးအနေနဲ့ D O G ဆိုတော့ Roman alphabet ကတော့ DOG chart ဒီဘက်လေးမှာမင်းဆောင်ရင်းတစ်ခုနဲ့ဒီပုံစံလေးရှိတယ်ပြီးအလေးကဘာလေးလဲမသိဘူးပြကြည်လေးရှိတယ်ဒါပေမဲ့ဒီမင်းဆောင်လေးကဟာလေးကို international phonetic alphabet လို့ခေါ်ရအခု sharing လုပ်နေတဲ့ symbol လေးဖြစ်ပါတယ်ဆိုတော့ဒီမင်းဆောင်လေးရဲ့ဟာလေးတို့မြင်တဲ့အခါမှာ ABCD alphabet တွေလို့ဖတ်လို့မရတော့ဘူး okay so ပထမဆုံးစကားလုံးလေးက D ပေါ့နော် D ကိုချေရုပ်က sound နေတယ်ဆိုတော့ d လို့ထွက်ကပါတယ် d okay အလေးကဟာလေးကတော့ IP symbol လေးပေါ့နော် okay ဒါကတော့ ော့ oh လို့ထွက်ကပါတယ် oh ဆိုတော့ that oh ဆိုတော့ go go ဆိုတော့ g အတန်ကို g လို့ထွက်ကပါတယ်ဆိုတော့ go g go ပဒိစမိုးရဖတ်တဲ့ဘလောက်ချီအသုံးဝင်လဲဆိုတော့ကိုဒီမှာနေမဲ့လုံးဝရှင်းထွက်သွားပြီ okay ဒါဆိုရင်ဒီချိန်နဲ့နောက်ထပ်တစ်လုံးထပ်ပြီးတော့ကြည့်ကြည့်ရအောင်နော်ဆိုတော့ p e t ဖြစ်ပါတယ် so total and i may အလေးမှာ symbol လေးပါပါတယ် p ရဲ့အဆောင်လေးကိုခြေရောက်ကဖတ် ဟုတ် Okay အလေကအေးပုံစံလေးကိုတော့ချိုးကသူက IPA စုံပေါ်ဖြစ်တဲ့တည်းသူ့ရဲ့အတန်လေးကတော့အဲဖြစ်ပါတယ်အဲဆိုတော့ဖက်အဲဆိုတော့ဖက်ဖက်နောက်ဆုံးချီတန်လေးလာပါပြီဆိုတော့ဖက်အဲဖက် pet ပုံမှန်အချင်းကားကျော pet pet လို့ထွက်ကြရဲ cat လို့ထွက်ကြရဲဒီမှာနေ IPA ကဘယ်လောက်ထိအသုံးဝင်လဲဆိုတာကိုလက်တွေ့မြင်ရမှာဖြစ်ပါတယ်ဆိုတော့ happy learning everyone and see you next video